ဂျပန်နိုင်ငံရဲ့ဆောက်လုပ်ရေးတွေမှာတုံတဲ့ drawing နဲ့စာပြေစာတမ်းတွေဘယ်လိုဟာတွေရှိလဲဆိုတာကိုပြောပြသွားမှာဖြစ်ပါတယ်။အစပြီဆိုရင်ဘယ်ကနေစမလဲဆိုတော့ဒီမှာ Sekai Jimu Shop ဆိုတာရှိတယ်။ Sekai Jimu Shop ဆိုတာ design office Sekai Jimu Shop design office ဒါကအာသူတို့ရဲ့ design တွေကိုဆွဲတယ်။ယုံ company တွေပေါ့။ design တွေကိုဆွဲတဲ့ company တွေရှိတယ်။ အဲ့ဒါကဘာလို့လုပ်ပေးလဲဆိုတော့ဒီ basic design documents တွေကိုလုပ်ပေးတယ်။ key home sake to show တော့ key home sake to show အဲ့ဒီထဲမှာကဘာဒီပါလဲဆိုတော့ basic ထဲမှာ basic drawing basic ပုံပုံတွေထုတ်ပေးတယ်။အဲ့ဒါမှာ detail တွေကအရင်မပါသေးဘူး။ basic မှာကျတော့အဆောက်အဦကဘယ်လိုပုံစံမျိုးလိုချင်တယ်အဆောက်ရဲ့ပုံပုံစံတွေတော့ပါပြီမဲ့ details တွေကအများကြီးမပါသေးဘူးအဲ့ဒါပြီးတော့မှနံပါတ်2အဆင့်နေね details ဆိုတဲ့အဆင့်ကိုရောက်လာတာ details အဆင့်မှာကအာ secure social ဆိုပြီးရှင် secure social details design detail designer အဲ့ detail design တွေမှာဒီဘက်က secure ဆိုတာရှင်ဒါ design drawing ပေါ့နော် secure design drawing အဲ့ secure ဆိုရအောက်မှာ၃မျိုးရှိတယ်ဒီ၃မျိုးရှိတယ်အဲ့ဒါက issue ich schau zu so aki drawing ich schau so wie now now the new ka kozo zu kozo zu ka structure drawing now the ku ka sesubi zu sesubi ka mep ye pai line ne pa me mi pai line ne pa me မီလိုက်နေရေးလိုက်နေပြီးရင်အကုန်တော့အဲ့ဒါတွေဒီထဲမှာအကုန်ပါသွားပြီဒီ၃မျိုးဟာ design drawing drawing ပြီးရင်ဒီဘက်မှာထပ်ပြီးတော့ဒီဟာစာရွက်စာတမ်းတွေရှိတယ် အဲ့အစပတ်တီရှိတယ်ဗောနော်အဲ့ဒါကအာကိုဇိုကေဆန်ရှော့ကိုဇိုကေဆန်ရှော့ဆိုတာဒီဘက်ကကိုဇိုဇူးတွေရှိတယ်အဲ structure drawing တွေရှိတယ်အဲ့ structure drawing တွေမှာဘလို့တွက်ထားပါတယ်ဆိုတာကိုတက်တည်ပြတဲ့အဲတွက်ပုံတွက်နည်းတွေပါတဲ့ဟာအဲ့ဒါကဒီထဲမှာရှိတယ်အာလောက်ကဘလို့ယူထားတယ်အဲဘာတွေသုံးမယ်ဒီစာအုပ်မှာဘာတွေသုံးမယ်ဆိုတာဒီထဲမှာပဲရှိတာ structure drawing မှာတော့မရှိဘူးအဲ့အဲ့လိုဟာတွေမရှိဘူးဒီထဲမှာပဲအာသူရဲ့စဉ်းစားပုံစဉ်းစားနေတယ်အဲ့ဒါတွေအကုန်ရှိတာပြီးရင်နောက်ဘက်ဒီဘက်မှာကျတော့အာရှီရှောရှောရှီရှောရှောရှီရှောရှောဆိုပြီးရှီရှောရှောကဘာလဲဆိုတော့ specification ဒီအကုန်လုံးရေးထားတယ်ကအတန်ကြောင်းဆိုရင်ဘယ် site တုံးမယ်ဘာအမျိုးအစားတုံးမယ် grade ဘယ်လောက်တုံးမယ်ဘယ်လိုလုပ်ပြီးတုံးမယ်အဲ့လိုပုံစံမျိုးတွေအာ designer ကနေရေးပေးထားတာ aki နဲ့ပတ်သက်ပြီးဆိုရင်လည်း save ကိုဘယ်လိုတုံးမဲ့ဘယ်လိုအဘယ်လိုမျိုးစတုံးမဲ့အဲ့ဒါတွေအကုန်လုံးဒီထဲမှာရေးထားတာပြီးရင်နောက်ထပ်ဒီဘက်ကနောက်တစ်ခုရှိသေးတယ်အဲ့ဒါက Shizuki Oto Shoto Shizuki Oto Shoto ဆိုတာကအာဒီထဲမှာသူတို့ကဒီ design office ကအကုန်ရေးပေးလိုက်တဲ့ရေးပေးလိုက်တဲ့ဟာတွေရှိတယ်အဲ့ဒါဒီမှာအာ နားမလည်တဲ့နေရာတွေရှိတယ်ပြီးရင် information တွေမပြည့်စုံတာတွေရှိတယ်အဲ့ဒါတွေကိုကြာတော့ဒီဘက်ကအာ question တွေပြန်ပေးပြီးတော့လုပ်တယ်ပေါ့အဲ့ဒါကို RFI ပုံစံမျိုး request for information ဆိုအဲ့လိုပုံစံမျိုးတွေအဲတောင်းတာတွေအဲ့လိုတွေလေလုတ်တဲ့ဟာကိုဒါရှီတူဂီတို့ခေါ်ပါတော့အဲရှီတူဂီဒါတွေတစ်ခုလုံးကဘယ်သူနဲ့ဆိုင်လဲဆိုတော့ဒီ design office design fan လို့ပြောပါတော့ဒီ design fan ဆိုတဲ့ဂျပန်မှာရှိတဲ့ design fan တွေမှာဘာတွေရှိလဲဆိုရင် အဲတာဂီနာကခိုမူတန်ဆိုတဲ့တာဂီနာကရဲ့ဒီဇိုင်းဖန်နေရှိတယ်။နောက်တိုက်ဆေးရဲ့ဒီဇိုင်းဖန်နေရှိတယ်။အဲနောက်ထပ်ဒီဇိုင်းပဲလုပ်တဲ့ကုမ္ပဏီတွေရှိတယ်။ဒီဇိုင်းလုပ်တဲ့ကုမ္ပဏီက Nikon SK ဆိုတဲ့ဟာ Nikon SK ကတော့ဒီဇိုင်းပဲလုပ်တာသူက Aki design ရော structure design ရောအဲ Nihon SK အဲ့လိုပုံစံမျိုးတွေဒီဇိုင်းကုမ္ပဏီအကြီးတွေရှိတာပေါ့နော်။ ဲ့ဒါကဒီဟာလေးလောက်တာအဲ့ဒီဒီဇိုင်းကုမ္ပဏီကနောက်ထပ်ဘာလုပ်သေးလဲဆိုတော့အာကိုဂျီကန်နီကိုလောက်တာကိုဂျီကန်နီဆိုတော့အဲဂျူဂျူစီဂျူရေပေါ့အဲ့လိုပုံစံမျိုးလောက်ပြီးတာအဲ့လိုပုံစံမျိုးလောက်လောက်လောက်ပြီးတယ်နောက်အဲ့အောက်ကိုဆင်းလာပြီးဆိုရင်သူတို့ကထုတ်ပေးတဲ့ drawing တွေကိုကြည့်ပြီးတော့ဒီအောက်မှာအာဒီကဆိုဂေါကန်ဆာဆိုကျော်ဆိုပြီးရှိတယ်ဆိုဂေါကန်ဆာဆိုကျော်အဂျန်နရယ်ကန်ထရိုက်တာဆိုတော့ main goal လို့ပြော မင်းကောကဘာလုပ်လဲဆိုတော့စက်ခိုးစုစက်ခိုးစုဆိုတာကဒီမှာတုံးတဲ့ဒီဆောက်လို့ရမှာတကယ်တုံးတဲ့ drawway တွေပေါ့နော်ဒီထဲမှာကြာတော့စက်ခိုးစုထဲမှာကြာတော့ဒီစက်ခိုးစုထဲမှာကြာတော့တော်တော်များများအာ dimensions တွေအကုန်လုံးအသေးစိတ်ပါလာပြီပေါ့နော်အဲစက်ခိုးစုထဲမှာဘာတွေပါလဲဆိုရင်အဲ cassette cake cake ကုစု ဒါက temporary planning walk temporary planning walk ဆိုတာဘာလဲဆိုရင်အဲပိုင်းတွေတူးမယ်မြေကြီးတွေတူးမယ်ဆိုရင်အဲ့ဒါကအဆောက်အဦးနဲ့တော့မဆိုင်ဘူးဒါပေမဲ့အဲ့ဒါတွေသုံးဖို့အတွက်လိုအပ်တဲ့ facilities တွေကိုအကုန်လုံးကိုဆွဲထားတဲ့ပုံလေးအဲ့ဒါပြီးရင်ဒီဘက်ကခူတိုက်စုခူတိုက်စုဆိုတာကအဆောက်အဦးရဲ့တကယ် drawing ပေါ့နော်ဆောက်ရက်ကိုထီရဲ့ drawing main main structure ရဲ့ drawing ကိုကုတိုင်းစုလို့ခေါ်ကုတိုင်းစုထဲမှာဘာတွေအဓိကပါလဲဆိုတော့ rebar တို့ပါမယ်အဲ rebar တွေဘလို့ထည့်ထားတဲ့ဒါတွေပါမယ်နောက်ထပ်အာဘလောက်အခြေရှိတယ်အဲ့ဒါတွေပြီးရင် concrete concrete ရဲ့အခြေတွေအဲ့အဲ့ဒါတွေတော်တော်များများဒီထဲမှာ ပါတယ်အဲ့ structure နဲ့ပတ်သက်တဲ့ဟာတွေအကုန်လုံးပါတယ်အာပြီးတော့နောက်တစ်ခါဒီဘက်က shear gauge ဆိုပြီးရှိတယ် shear gauge ကကြတော့ finishing တွေလုပ်ကြတာဒီ arch နဲ့ arch ပုံစံမျိုးသွားတဲ့ပုံစံမျိုးနေမှာပေါ့အဲဒီ toilet မှာဆိုရင်ဘလို့ဟိုတိုင်းတွေကျွေးပြားတွေခင်းမယ်ဒီလူနေတဲ့ဟာမှာကျွေးပြားတွေဘလို့ခင်းမယ်အဲ့လိုပုံစံမျိုးတွေမှာပေါ့ရှိရခဲ့တယ်ပါတယ်ပြီးရင်နောက်ထပ်ဒီဘက်ကအဲ guide code guide code ဆို exterior walk တွေပါမယ်ထပ်ပြီးတော့ဒီတန်းတခြား exterior walk တွေပါမယ်အဲ့ဒါပြီးတော့နောက်ထပ်ဒီအောက်ကိုထပ်ဆင်းတော့သူက general contractor ကဘာလုပ်လဲဆိုတော့သူကတကယ် အစာဦးစောက်တယ်လို့မဟုတ်ဘူးသူသူကတကယ်အစာဦးစောက်တယ်လို့မဟုတ်ဘူးသူကအစာဦးကိုစီမံခန့်ခွဲတဲ့သူပဲဖြစ်တယ်သူကဒီလိုပုံကြီးထုတ်ပြတယ်အဲ့ပုံကြီးကြည့်ပြီးတော့ဒီအောက်မှာထပ်ပြီးတော့အာဆမ်မွန်ကိုဂျီကျော်ဆိုပြီးရှိတယ်ဆမ်မွန်ကိုဂျီကျော်ဆိုစပက်ရှယ်လိုက်ကန်ထရိုက်တာဆိုဆပ်ကွန်လို့ပြောမနေပြောရင်လည်းရအဲ့လိုကန်ထရိုက်တာတွေရှိတော့အဲ့ကန်ထရိုက်တာတွေကပဲဒီကာတာဝါကူဆိုတော့ဖောင်ဝတ်အဲ ကွန်ကရစ်လောက်မယ်ပါလောက်မယ်ဆိုရင်အဲ့လို forward တွေစင်းတဲ့ contract ရှိတယ်ဒါလည်းဒီတန် contract ပဲသူက specialist ဒီတန်ပဲဒီဘက် taking taking စာတာတန်တွေ rebar တွေစင်းတဲ့သူဆိုရင် rebar တွေတန်စင်းတဲ့သူရှိတယ်ဒီတန်ပြီးတိုက်လို့ဒါကြွေပြကတ်တာလို့ဆိုကြွေပြကတ်တာရှိတယ်နောက် second တို့ထပ်ပြီးတော့ရှိအောင်မယ်အဲ့ဒါအဲ့ဒါဒီက plastering လုပ်တယ်ဆိုရင် plastering သူတွေရှိလိမ့်မယ်အဲ့လိုအာ sub ကိုနေရအများကြီးရှိတယ်အဲ့ sub ကိုနေမှာလည်းသူရဲ့ သူရဲ့ကိုပိုင် drawing တွေရှိသေးတယ်အဲ့ drawing တွေကဒီ katawaku နဲ့ပတ်သက်ပြီးဆိုရင်ဒီဘက်က kakozu အဲ့ katawaku ကိုဘလို့ဖြတ်ပြီးတော့ထုတ်မလဲဆိုတော့အဲ့လိုပုံစံမျိုးတွေရေးထားတယ်ပြီးရင် kumita တဲ့ kumita တဲ့ပြီးရင်အဲ့ဖြတ်ထားတဲ့အပိုင်းပိုင်းဖြတ်ထားတဲ့ဟာကိုဘလို့ဆက်ပြီး site ထဲမှာဘလို့ဆက်မဲ့အဲ့လိုပုံစံမျိုးတွေပေါ့နော်ဒီဒီဘက်က tagging ဆိုရင်လည်းဒီဒီဘက် tagging tagging လဲ kakozu ရှိတယ်သူရဲ့အာ river တွေအချောင်းလိုက်ချောင်းလိုက်ရှိတယ်အဲ့ပြီး river တွေကို ဘလို့ဂျုံဘန်းနဲ့ဘလို့အစီစဉ်နဲ့တတ်ဆင်မယ်ဆိုတာရှိတယ်ပြီးရင်တိုက်တူတိုက်တူဆိုကျွေးပြားတွေကျွေးပြားတွေမှာလည်းအဲဘလောက်ဂျာတွေကမဲကြီးဝါရီဝါရီဆူဆိုမဲကြီးဝါရီဆူ joint layout drawing အလပုံစံပြီးရင်ပြီးရင်တိုက်တူ list တော့တိုင်းရဲ့ list list တွေအရာလေးထုတ်ပေးထားတာရှိတယ်ဒါတွေအကုန်လုံးက general အနေနဲ့ရေဘူးရရေဘူးရအနေနဲ့အဲဒီ site တိုင်းကဒီမှာဂျပန်မှာရှိတဲ့ site တွေကဒီသဘော ီ flow တိုင်းသွားကြတယ်တော်တော်များများအဲ့တော့ရှေ့ကပါလာတဲ့ good day zoo ဆိုတာပါလဲဆိုတာအဲ့ကွန်ကရစ်တို့ good day concrete to sumpo zu concrete to sumpo zu ဒီက good day zoo လို့ခေါ်တော့ concrete နဲ့ပတ်သက်တဲ့ good day zoo အဲ့ထဲမှာဒီလိုပုံလေးရှိတာပေါ့နော်ဒါ concrete နဲ့ပတ်သက်တာဒီထဲမှာနည်းနည်းကြည့်မယ်ဆိုရင်ဒီမှာဆိုရင်ကုတိုင်းစီမှာပါတယ်ပေါ့လို့ဆိုတော့ B B1 B1 ဆိုတော့ဒီဘင်းဖြစ်လိုက်မှာတင်တယ်ဘင်း ဒါမှ CG2 CG2 ဆိုတာကဒီ column ရဲ့နာမည် column ရဲ့နာမည် CG2 အလိုမျိုးရှိတယ်ဒီဟာကကြတော့ S1 ဆိုတာ slab slab ရဲ့ fuko fuko ဆိုတာနာမည်ပေါ့နော် slab ရဲ့နာမည် S1 ပြီးအပေါ်190ဆိုတာက slab က290ရှိတယ်ပြီးအောက်က minus 3ကဒီ flow level ကနေပြီးတော့အောက်ကို3 mm ချပြီးတော့တောင်းမယ်ဆိုတော့အဲ့ဒါတွေကကြတော့ ဟိုပုံသေးမဟုတ်ပဲနဲ့အဲဒီတကယ်အကျော်ရဲ့ site ထဲမှာတုံးတဲ့ drawing ဆိုရင်တောင်နာလေးတွေမှာအဲ့လိုဟိုဒီဒီ Fugo ကဘလို့ဘယ်နေရာကြည့်ပါဆိုတာပါဆိုတာရေးထားတာရှိတယ်အဲ့လိုပုံစံမျိုးရှိတယ်ဒီနေရာမှာဆိုရင်လည်းဒီဒီ grid line ကနေပြီးတော့ဘလောက်ကွာသွားတယ်50 mm ကွာသွားတယ်ပြီးရင်အာ350ဆိုတာသူရဲ့အကျယ်350ရှိတယ်ပြီးရင်ဒီမှာ damage တွေရေးပေးထားတယ် damage တွေဒီလိုပုံစံမျိုးဒီဟာ C3 ဆို C3 ပြီးရင်ဒီအောက်က level ကနေပြီးအပေါ်ဘလောက်တက်သွားတယ်ပြီးရင်ဒီမှာ section တွေထပ်ပြီးတော့ဖြတ်ပြီးတော့ရေးထားတယ်ဒါက kutaisu နောက်နောက်ထပ်တစ်ခုကရှေ့မှာပါသွားတယ်ခတာဝကုခခိုးစုဆိုပြီးရှိတယ်ခတာဝကုခခိုးစုဆိုတော့ဖောင်ဝတီကိုအမ်ဖြတ်ထားတဲ့ဖြတ်ထားတဲ့ဟာ အဲ့မှာပုံဝါဒီကိုပြတာဆိုတော့ဒီကအပြာကြီးတပြားဒီကအပြာကြီးတပြားအဲ့ဒီအပြာကိုမှဒီဒီဆုံးဖို့တွေတိုင်းပြန်မှာပေါ့ဒီမှာ420နေဒီဒီလိုသွားမယ်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 အဲ့လိုမျိုးဖြတ်ပြီးတော့ထားတယ်ဟာဒီမှာနံပါတ်၄ရှိတယ်သူရဲ့နံပါတ်၄ဘယ်ဘယ်ဘက်ကိုထည့်မယ်ဆိုဒီမှာဆိုရင်ဒါမြောက်ဘက်မြောက်ဘက်ခြမ်း B2 ရဲ့မြောက်ဘက်ခြမ်းမှာရှိတဲ့အဲကောမန်ဆိုတော့အသေးပေါ့အသေးဒီဟာဒီလိုပုံစံမျိုးဒီ ဒီဟာရှိရာဒီအောက်မှာရေးထားတာဒီဟာရှိရာဟာရှိရာရဲ့ခကုစုဒီတိုင်နေရဲ့ forward တွေကိုထုတ်တဲ့ drawing တွေဒီဟာခကုစုခကုစုဆိုတာအာ plate တွေဒီကာမဲဒီ forward တွေရဲ့တပြားချင်းတပြားချင်းထုတ်ထားတဲ့ drawing အဲ့လိုပါလေးထုတ်ပြီးတော့ဒီအောက်မှာလည်းထပ်ပြီးတော့ရေးထားတယ်ဒီလိုမျိုးဒီလိုမျိုးဆက်ပြီးတော့ဒီဒီလိုမျိုးဆက်မယ်ဆိုပြီးတော့ရေးထားတယ်အဲ့ဒါက သူ့ရဲ့ဒီ sub goal နေရှိတာ sub goal နေရဲ့သူသူတို့ထုတ်ပေးတဲ့ drawing ပေါ့နော်ဒီကနောက်တစ်မျိုးရှိတာကအဲ katawaku shioko kumita desu shioko ဆိုတာကဒီ force work တိပ force work ဆိုတာဒီညံစင်တဲ့ဟာလို့ပြောပြောအောင်ပါဒီဒီလိုညံစင်တာ form work မဟုတ်ဘဲね force work force work ဆိုဒီလိုအပေါ်က form work ကိုထောက်ပေးတဲ့ဒေါက်တယ်ဒေါက်တိုင်ဒီလိုဒေါက်တိုင်အဲ့လိုဒီဒီမှာ တန်ပိုက်တွေရှိတော့အဲ့လိုပိုက်တယ်ပိုက် support တွေအဲ့လိုပုံစံမျိုးတွေကိုဘယ်လိုပုံစံမျိုးထောက်မယ်ဆိုတော့တို့တခါတည်း drawing set ဆွဲပြီးတော့ပေးရဒီနေရာဆလတ်လောက်မယ်ဆိုဒီလိုဒီလိုထောက်မယ်ဒီလိုဒီလိုဒီဒီလိုတန်းချုပ်မယ်ဆိုအဲ့လိုပုံစံမျိုးတွေထောက်ပြီးတော့ပေးတဲ့ဟာတွေသူတွေအဲ့ဒါ subcon တွေကပုံဆွဲပြီးတော့တင်ရတာပေါ့နော်အပေါ်နောက်ထပ်တစ်ခုက tagging commit တဲ့ခခုစစ် တက်ကင်ကူမီတာတက်ခါကိုစုဆိုတာအရီဗာတွေကိုရီဗာတွေရဲ့ဘန်ဒင်းစကက်ဂျူလို့ပြောဘာဘန်ဒင်းစကက်ဂျူအဲ့ဘာဘန်ဒင်းစကက်ဂျူမှာဒီမှာရေးထားတယ်ဒီမှာအကုန်လုံးတော်တော်များများတိတိကျကျရေးထားတာဒါ grid line တို့အဲ့လိုပုံစံမျိုးဒီဟာ b 2 b 2နီကန်ရဲ့ b 2ဆိုပြီးအဲ့လိုမျိုးဒါသူရဲ့အာဒီစပန်ရဲ့အကျဲပြီးဒီလိုရှိတဲ့စွန်ပို့တွေရှိတဲ့အဲ့မှာဒီမှာ 35d အဲ 25d ဒီဟာ bottom bar နေမှာဒီဟာ upper bar တော်ပါနေပြီးရင်ဒီမှာဒမ်းမန်နေရထားတယ်ဒီက sample နေပဲရှိတာတကယ်အကျွယ် site ဒီမှာတော့ဒီတဲ့ဟိုတေချာလောက်ထားတယ်တင်တယ်ဟိုက်အဲ့ဒါဆိုရင် drawing နဲ့ဒီ site ဒီမှာတုံးတဲ့စာမျက်စာတန်းအမျိုးစားတွေတော်တော်များများပါပြီးသွားပြီလို့ရှိရင်ဒါဆိုရင် construction မှာတုံးတဲ့ drawing တွေရောအဲစာမျက်စာတန်းတွေရောအဲ့ဒါတွေတော်တော်များများပါသွားပြီလို့တော့ထင်တယ် တခြားမပါသေးတဲ့အရာလည်းရှိရင်ရှင်းအောင်မယ်ဒါပေမဲ့သိကျင်တာတွေရှိရဆိုရင်ကိုမမှန်ခဲ့ကြပါ